ဂျပန်ခေတ်ကပင်ငတ်၍တည်ခဲ့သူမရှိဟုလဲဥဂိုဂိုလိုင်ကဆိုပြီးမောင်တိုင်းတန်ခံခဲ့ရသည့်မြေဝကျုံပေါ်မှဒေသခံများကိုဖားချာငားချာစားကအသက်ဆက်ရန်အကြံပေးခဲ့သည်တမရဦးသိန်းစိန်အကြံပေးအဖြစ်ရှိနေစဉ်ဖျောင်းနိုင်ဂိုဂိုလိုင်ဆိုသည့်အမိအသည့်ထက်ရောက်ခဲ့ပြန်သည်ဥဂိုဂိုလိုင်သည်2021စစ်ကောင်စီအာဏာသိမ်းပြီးနောက် ျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစေဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါကတော့နာဂိဒုက္ခသည်တွေကိုငပိရင်နဲ့နိုင်ငံတကာအကူအညီလဲခိုင်းတဲ့စစ်ကောင်စီဝင်ကြီးဆိုတဲ့မြန်မာနောက်မှာစောင်းပါတစ်ပုဒ်ဖြစ်ပါတယ်ဥက္ကူကိုလိုင်းဒီလွန်ခဲ့သည့်18နှစ်ကကြုံခဲ့ရသည့်နာဂိမုံတိုင်းတွင်နိုင်ငံတကာကပေးအပ်သည့်အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကိုညှင်းပယ်ခဲ့ပြီးစစ်အစိုးရ၏လောက်ရက်ကိုထောက်ခံကြောင်းသတင်းစာများတွင်ဖွဲ့နေတဲ့ ရေးသားခဲ့သဖြင့်ပြင်းထန်သည့်ဝေဖန်မှုများနဲ့လည်းရင်ဆိုင်ခဲ့ရသည်အာနာသိမ့်ပြီးနောက်စစ်ကောင်စီအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်လာသည့်အသက်69နှစ်အရွယ်ဦးကိုကိုလိုင်းသည်သူ၏ဘဝတစ်ချောင်းပုံစံမျိုးစုံဖြင့်လူသိများခဲ့သူဖြစ်သည် Sunday Talk ရုပ်မြင့်သံကြားနိုင်ငံရေးစကားဝိုင်းတွင်နိုင်ငံတကာအရေးနှံ့ဆက်သူဦးကိုကိုလိုင်းစာရေးဆရာဦးကိုကိုလိုင်းနိုင်ငံတကာသုတေသီဦးကိုကိုလိုင်းသမရဦးသိန်းစိန်နိုင်ငံရေးအကြံပေးဦးကိုကိုလိုင်းစသဖြင့် ်ဂုံပုံမျိုးစုံရှိခဲ့သူဖြစ်သည်သို့တော်မြေသည့်အခြေအနေတွင်မဆိုဥကိုကိုလိုင်းသည်စစ်တပ်နှင့်စစ်အုပ်ချုပ်ရေးအပေါ်တစ်စာခံခဲ့သူဖြစ်သည်ဥကိုကိုလိုင်းသည်လွန်ခဲ့သည့်18နှစ်ကကြုံခဲ့ရသည့်နာဂင်မုံတိုင်းတွင်နိုင်ငံတကာကပေးအပ်သည့်အရေးပေါ်ကယ်ဆယ်ရေးအကူအညီများကိုညှင်းပယ်ခဲ့သည့်စစ်အစိုးရ၏လုပ်ရက်ကိုထောက်ခံကြောင်းသတင်းစာများတွင်ဖွင့်ရွှေ့ရေးသားခဲ့သည့်ဖြစ်ပြင်းထန်သည့်ဝေဖန်မှုများနှင့်လည်းရင်ဆိုင်ခဲ့ရသည်နာဂင်မုံတိုင်းတိုက်ခတ်ပြီးတလကန်အကြာ2008မေလ29တွင် မြမအလင်းနဲ့ကြေးမုံသတင်းစာတို့တွင်ဥကိုကိုလိုင်ကလှိုင်အောင် ဆိုသည့်ကလောင်အမည်ဖြင့်နှစ်အကူးမှာတော့ပရစ်ဖူးတို့ဝေကြပေလိမ့်မည်ဆိုသည့်စောင်းပါကိုရေးသားခဲ့သည်ထိုစောင်းပါတွင်နာဂိဒုက္ခသည်များကိုနိုင်ငံတကာအကူအညီမယူဘဲဖားရှာငားရှာစားရန်ငပိရင်နှင့်နိုင်ငံတကာအကူအညီလဲရန်စသဖြင့်ရေးသားခဲ့သည်စောင်းပါ၏အစတွင်ဥကိုကိုလိုင်ကနာဂိမုံတိုင်းကြောင့်တပင်းများကြိုးကြခဲ့သဖြင့်ရွှေတကုံ၏စိန်ဘူးတော်ကိုသူ၏အိမ်မှလမ်းဖူးနိုင်သဖြင့်နာဂိကိုကြံဖန်ကျေးဇူးတင်ရသည့် အစရှိထားသည်ထို့နောက်မုံတိုင်းတင်သူများအားနိုင်ငံတကာမှအရေးပေါ်အကူအညီပေးရန်ကမ်းလှမ်းမှုများကိုညှင်းပယ်ခဲ့သည့်စစ်အစိုးရ၏လုပ်ရများကိုစောင်းပါတွင်ထောက်ခံရေးသားခဲ့သည်နိုင်ငံတကာအကူအညီများအနက်အမေရိကန်၏အကူအညီကိုစစ်အစိုးရကညှင်းပယ်ခဲ့သည့်ဖြစ်ရပ်မှာနာဂစ်တွင်အထူးခြားဆုံးဖြစ်ခဲ့သည်မုံတိုင်းတိုက်အပြည်ဆယ်ရက်ခန့်အကြာအမေရိကန်ရေတပ်မှစစ်သင်္ဘောလေးစင်းသည်မုံတိုင်းတင်ပြည်သူများကိုကူညီပေးရန်ပင်လယ်ဝတွင်စောင့်ဆိုင်နေခဲ့သည်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1500 ရဟရင်14ဇင်းနဲ့မရင်းတပ်သားတထောင်ပါဝင်လာသည့်အဆိုပါစစ်သည်မုံများသည်ကယ်ဆယ်ရေးလုံရန်အတွက်မြမရေးပိုင်နဲ့ထဲဝင်ခွင့်ရရန်စစ်အစိုးရကို15ကြိမ်ထက်မနည်းတောင်းဆိုခဲ့သည်နေပြည်တော်မှစစ်ဗိုလ်ချုပ်များသည်ကန့်ကတ်ခွင့်ညှင်းပယ်ခဲ့သဖြင့်အမေရိကန်စစ်သည်မုံများသည်ကယ်ဆယ်ရေးမလုပ်နိုင်ပဲပြန်လည်ထွက်ခွာသွားခဲ့ရသည် right အဲ့ဒါကစ်တော့လေဆမ်မကြီးတို့အဲ့လိုဒီကုညီကယ်ဆယ်ဖို့လှုပ်ထားပြီးမှခုနကလိုပြပြဝါလှုပ်ခွင့်မရတဲ့ဟာမျိုးကြီးလည်းရှိရဲဆိုတော့ မအဲ့တော့ကျွန်မဘယ်လိုခံစားရလဲအဲ့ဒီဥစ္စာကတော့ကျမရဲ့တသက်လုံးမှာတော့ပေါ့နော်မမတ်ရရအရမ်းပဲစိတ်ဒုက္ခဖြစ်သွားတဲ့အာအတွေ့အကြုံတစ်ခုပေါ့အဲ့မှာဆိုလို့ရှိရင်ဒီဒီမြဝကျမတို့နေရာကြီးကအားလုံးကရေရောက်မှာဒီရောက်မှာအဲ့မရှိတော့လမ်းဘူးနေပါလေကုန်းမရှိတော့ဘူးမတွေ့ရတော့ဆိုတော့တကယ်ကျမတို့ ပေးလိုက်မယ်ဆိုပေးတဲ့ဥစ္စာကိုဒီဒီလူတွေရအောင်အတွက်ကျမတို့ကဒီ helicopter တွေလူလာလိုက်တယ်မယ်ဒီဥစ္စာဟိုဘာလို့ဆိုလမ်းနေရာမရှိတော့ဆိုအဲ့ဒီဥစ္စာကိုကျမတို့ပြောတယ်မဟုတ်ဘူးသူတို့တွေကတော့ရန်ကုန်မှာပဲထားခဲ့ပေါ့နော်ရန်ကုန်လေးစိတ်မှာဘယ်သူမှအဲ့ဒီကရန်ကုန်လေးစိတ်ကနေပြီးတော့သွားပေးဖို့အတွက် capability မရှိဘူးအဲ့ဒီအချိန်မှာကျတော့ helicopter တွေလိုအပ်လာပြီเนาะဒီနေရာတွေရောက်ဖို့အတွက် အဲ့ဒီဥစ္စာလုံးဝမပေးဘူး။အာကျွန်မကသူတို့ပြောတယ်ကျွန်တော်စီရီနာရှိလို့ပြီးပြောတာပါဆိုအဲကျွန်တော်တို့ရပါတယ်ရပါတယ်ကျွန်တော်တို့ကျွန်တော်တို့အားလုံးလုပ်ထားပြီးပြီလုပ်ထားဘာမှလုပ်မထားဘူး right ဒါပေမဲ့ဒါပေမဲ့သူတို့ပြောလိုက်တဲ့ plan ကလည်းလေဘလူကြီးတွေမှမသိဘူးသူတို့ကဒီဟိုနေ့မှာမြေဝကျွန်းမှာမှာသူတို့ wall တစ်ခုစောက်နေတဲ့နိုင်ရန်ကြီးတစ်ခုစောက်နေအဲအလုံးဝလက်တွေ့မရှိတဲ့ဥစ္စာနှစ်ပတ်ကျော်ကျော်သုံးပတ်သုံးပတ်ပေါ့နော်ဒီဥစ္စာကျွန်တော်တို့ဒီဟို ဒီလာနိုင်မှုအတွက်ကိုကျွန်တော် negotiate လုပ်တယ် negotiate လုပ်တယ်ဆွေးနွေးရဆွေးနွေးရနောက်ဆုံးကျတော့မရတော့ဒီတရားတဲ့ကိုနေ့မှလေဟိုကင်းလေအော်ကြီးကိုကြည့်ပြီးတော့ပေါ့နော်မြန်မာ American တွေဘယ်တော့လာမှာတုန်းသူတို့ပြည်ရန်လူတွေဆိုမျောနေကြရှာနေလေအဲအိမ်နာတွေဝင်ပြီးတော့အိမ်နာမှာပဲငိုကြည့်ချက်မှကျမတခါရေငိုငိုလိုက်ရတာပေါ့နော်အာအဲ့မှာအဲ့ရောအရန်စိတ်ထိခိုက်တယ်တကယ်လက်တနာရယ်ကျမတို့မှာအားလုံးရှိရင်ရှိနေရတာနဲ့ပေါ့နော် လူတွေမကယ်ဆယ်ပေးနိုင်ဘူး။ကယ်ဆယ်ရေးလုပ်ငန်းများကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုရန်တောင်းဆိုမှုများကိုဥကိုကိုလိုင်ကစစ်အစိုးရအနေတူကန့်ကွက်ခဲ့ပြီးကယ်ဆယ်ရေးလုပ်ငန်းများလွတ်လပ်စွာလုပ်ကိုင်ရန်တောင်းဆိုမှုများသည်အိချန်ဝင်းတကားအိမ်မကြီးတကားအိမ်ကန်းတကားမိဖို့ကြောင့်တကားအားလုံးကိုဖွင့်ပေးမှကျေနပ်မိအဆင့်မျိုးအထိရောက်ရှိသွားနိုင်သည်ဟုဝေဖန်ရေးသားထားသည်ဂျပန်ခေတ်ကပင်ငတ်၍တည်ခဲ့သူမရှိဟုလဲဥကိုကိုလိုင်ကဆိုပြီး မုံတိုင်းတံခံခဲ့ရသည့်မြေဝကျုံပေါ်မှဒေသခံများကိုဖားရှာငားရှာစားကာအသက်ဆက်ရန်အကြံပေးခဲ့သည်။အရာဝတီသားတို့အတွက်လေကြားမြောင်းကြမှစောင်းအုပ်ခနွဲပတ်ကွန်ပြစ်လိုက်ုံဖြင့်ပရိုတိန်းဓာတ်အပြည့်ပါသောငားများဟင်းစားရနိုင်ပါသည်။၃ဥဆက်ငပိရေကြိုးကိုငပနော်မီးအောင်ထည့်ပြီးလေဇက်မှာအလေးကျပေါက်နေသောမိုးနတို့ကညွတ်ထိကယုံစသည့်ဟင်းသီးဟင်းရွက်ပင်များကိုလက်လက်ဆက်ဆက်ခူးကတို့မြုပ်၍စားရလင်းပင်မြန်မာလေသမားများထမင်းစားမြင်သည်လို့ လိုအပ်သောအာဟာရဓာတ်များလည်းအပြည့်အစုံပါပြီးဖြစ်ပါသည်။မဟုတ်ကြမှာထွက်လာတတ်သည့်စားဖားစုစုကြီးများကိုလည်းညအခါမီးအုပ်ဆောင်ပြေထွက်၍ရိုက်အောင်မလား။စားစရာတွေကပေါ်လာသည်။နိုင်ငံတကာမှလူသည့်ချောကလက်တောက်များမှစားရလင်လေ။အေယာဝရီသားတို့ကိုအားကိုကိုရှင်တန်နိုင်ပါသည်။စသဖြင့်ရေးသားခဲ့သည်။နာဂိကိုကိုလိုင်မှဖျောင်းနိုင်ကိုကိုလိုင်အဖြစ်သို့ နာခဲ့ပြီးနှစ်နှစ်အကြာ2020ရွေးကောက်ပွဲမှာတက်လာသည့်ကမရာဦးသိန်းစိန်သည်သူ၏နိုင်ငံရေးအကြံပေးအဖြစ်ဥကိုကိုလိုင်းကိုခန့်အပ်ခဲ့သည်။ဥကိုကိုလိုင်းသည်1982တွင်မေမျိုးစစ်တပ်ကသွေးတက်ခဲ့ပြီးနောက်32နှစ်ကြာဆင်းမှုထမ်းခဲ့ပြီးနောက်2004တွင်ဒုဗိုလ်မှုရာထူးအဖြစ်အရက်ဘတ်ပြောင်းခဲ့သည်။အာနာရှင်ဟောင်းဦးသိန်းရွှေကဥကိုကိုလိုင်းကိုစစ်အစိုးရကပြန်ကြားရေးဌာနတွင်အကြံပေးအရာရှိရာထူးပေးခဲ့သည်။ကမရာဦးသိန်းစိန်၏အကြံပေးအဖြစ်ရှိနေစဉ်ဖျောင်းနိုင်ကိုကိုလိုင်းဆိုသည့်အမိအစ်စ်ထပ်ရောက်ခဲ့ပြန်သည်။ 2012ညွေရသီကာလများတွင်24နာရီတရက်တွင်ရှောက်နာရီကန့်သာလျှက်စင်ပြီးရသည်ကိုမကျေနပ်သူများကဆန္ဒပြခဲ့ကြသည်ဆန္ဒပြသူများအားဖျောင်းနိုင်တွေကိုကို့အိမ်မှာကိုထွန်းပြီးတော့မီးလေးပိတ်ထားလိုက်ကြပါအားလုံးအစဉ်ပြေသွားပါမယ်ဟုပြောခဲ့သဖြင့်ဝေဖန်ခံခဲ့ရသည်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်ပြောချင်တာပေါ့နော်တကယ်စီရင်နာနဲ့ပြောချင်တာဖျောင်းနိုင်တွေကို့အိမ်မှာကိုထွန်းပြီးတော့မီးလေးပိတ်ထားလိုက်ကြပါအားလုံးအစဉ်ပြေသွားပါ ဥကုကိုလိုင်းသည်2021စစ်ကောင်စီအာဏာသိမ်းပြီးနောက်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးရာဒူးရခဲ့ပြီးတဏမန်များနှင့်ပြည်ရင်းပြည်ပါ NGO အဖွဲ့အစည်းများကိုကြီးကြပ်ရသူဖြစ်လာသည်သို့သည်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနှင့်တရားရင်ဆိုင်နေရသည့် ICJ တွင်စစ်ကောင်စီကိုယ်စားလှယ်အဖြစ်တွားရောက်တရားရင်ဆိုင်နေသူလည်းဖြစ်သည်ဥကုကိုလိုင်းလှိုင်အောင်အမည်ဖြင့်ရေးသားခဲ့သောဂျင်းမုံသတင်းစာမှစောင်းပါကိုဖတ်ပြပြီးတော့ပါမည်နှင့်အခုမှတော့ပရစ်ဖူးတို့ဝေကြပေလိမ့်မည် နာဂေမုံတိုင်းကြောင့်အိမ်ရှိမှတစ်ပင်ကြီးတစ်ပင်လဲကျသွားခဲ့သောကြောင့်၎င်းဖယားငါးစုကုန်းပေါ်မှတစ်ပင်များလေးတန်းခံရ၍ရှိသမျှတိရတိခတ်များလေနောက်ပါသွားကာအယိုးပြိုင်ပြိုင်ဖြစ်ကုန်ကြ၍၎င်းမြင်ကွင်းရှင်းသွားသောကြောင့်အိမ်ဝရန်တော်မှလမ်းမျောကြည့်လိုက်လင်ရွှေရောင်တဝင်းဝင်းနှင့်ရွှေတကုံဖယားကြီးကိုအထက်ပစ္စည်းအနာအထိဖူးမျောကွင်းရခဲ့သည်ရခင်ကညာအကာဆက်လိုက်မီးရောင်မြတာမြင်ရပြီးကံကောင်းမှစိန်မှုတော်ကိုမြင်ကွင်းရခဲ့ရာမှနာဂေကျေးဇူးကြောင့်မပင်မပန်းဖယားဖူးရပေသည်ဟု မကောင်းဆိုးဝါးမုံတိုင်းကိုပင်ကြံဖန်ကျေးဇူးတင်ရပေသည်သို့သောမုံတိုင်းအပြီးရက်20ခန့်ကြာသောအခါမြင်းနေကြရွှေတကုံဖျားကြီးကိုတဲတဲကွဲကွဲမမြင်ရတော့ပေတေချာစူးစမ်းကြည့်ကျူလိုက်သောအခါမှလေးတန်းခံထားရသောအယိုးပြိုင်မြိုင်တစ်ပင်များမှာရွက်နူများဖြင့်ဝေနေသည့်အတွက်မြင်ကွင်းမှာတဲ့ရွက်နူနူစိမ့်စိမ့်တို့ဖြင့်ဖုံးကွယ်နေသည့်ကိုသတိထားမိသည်အော်တစ်ပင်တွေတောင်မှလေးတန်းခံခဲ့ရမှာသူတို့တဘာဝအလျောက်ယုံထထူထောင်လာနိုင်ခဲ့ပါကလားဟုအတွေးပေါက်မိသည် ဒီသည်ပင်နေခမယာမြည်သည့်နိုင်ငံသားအကူပန့်ကုန်မြရကြသည်မဟုတ်ခောက်ဆွဲကြောက်ထုတ်ကိုလည်းမမြင်ရရွက်ပြင်တဲ့နေ့လည်းအရေးမခိုရတောက်ရည်တန်လည်းမရကြချပါသို့သောမုံတိုင်းနောက်မှကပ်ရည်ပါလာသောမိုးတပြိုင်နှစ်ပြိုင်နှင့်မြေစည်းဩဇာကောင်းမွန်လာသောတဘာဝမြေကြီးတို့၏အကူအညီဖြင့်အရွက်အခတ်တို့စိမ့်စိမ့်ညွညွဝေတက်၍လာကြသည် အမိမြေအမိရင်နှင့်ကိုအားကိုကို၍အစောဆုံးပြန်လဲထူထောင်လာမဲ့သူများပင်သည်လူဆိုသည်ကတော့တစ်ပင်ကဲ့သို့မဟုတ်ချေ ရှိသမျှပစ္စည်းဥစ္စာပိုင်ဆိုင်သမျှအိုးအိမ်တိုက်တာနဲ့တွေ့တာနောက်ဖွဲ့ရသည့်မိသားစုဝင်များပါမကြံတမဟုတ်ချင်းတိုက်စားဝါမျိုးဖုံးလွှမ်းသွားခဲ့သည့်လေတန်းရေတန်းတို့ကိုခန်းစားလိုက်ရပြီးနောက်တွင်စိတ်ရောကိုယ်ပါအထိနာခဲ့ကြရသည့်ဘဝမျောလင်းချက်နဲ့အသက်ဆက်လက်ရှင်သန်ရေးအတွက်အနာဂတ်ကမှုံဝင်ပိုင်းရင်နေခဲ့သည်မိမိတဦးတည်းခွန်အားဖြင့်လဲကြရမှပြန်ထနိုင်ရန်ခက်ခဲလျက်ရှိသည်သို့တော်လည်းလူဆိုသည်မှာအတိုင်းအဝိုင်းအဖွဲ့အစည်းဖြင့်နေတိုင်းရှင်သန်ရသောတရဝဖြစ်ရကတဦးတည်းဖြင့်မနိုင်တော်냐 အများကဝိုင်း၍ကူပန့်ဆွဲထုပေးကြသည်ပြည်တွင်းရှိအနေနဲ့အရေးရမငွေကြေးနှင့်ကဲဆဲထောက်ပံ့ရေးပစ္စည်းများလူအင်အားရင်ရန်ရအင်အားများစုပြုံရောက်ရှိထောက်ပံ့ကူညီခဲ့ကြသလိုကမ္ဘာတလောရှိနိုင်ငံများအဖွဲ့အစည်းများပုဂ္ဂလိကစေနာရှင်များအဝေးရောက်မြန်မာများကလည်းငွေအားပစ္စည်းအဖြစ်အားတက်သရောထောက်ပံ့လှူဒါန်းခဲ့ကြသည်ပြည်တွင်းမှငွေနှင့်ပစ္စည်းတန်ဖိုးကြက်တန်းပေါင်း9300ကျော်ဖို့ပြည်ပမှပစ္စည်းတန်ချိန်2900ကျော်ကရတရနှစ်ပတ်ခန့်အတွင်းလက်ခံရရှိခဲ့သည် မေလ25ရက်နေ့တွင်မူနိုင်ငံပေါင်း52နိုင်ငံနှင့်ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းများကမြန်မာနိုင်ငံကိုကူညီထောက်ပံ့ရေးအတွက်ဂတိကဝေပြုသည့် conference ရက်ညှိနှိုင်းကျင်းပဆွေးနွေးကြကြသည်ဆွေးနွေးပွဲရလဒ်များအရမြန်မာနိုင်ငံတွင်လေပြေးတံခန်းစားကြရသည့်ပြည်သူများအတွက်နိုင်ငံတကာမှအကူအညီများပေးရလူတိုင်းရန်ဂတိကဝေပြုခဲ့ကြသည်ဟုသိရသည်ဝမ်းသာပါ၏တာဒုခေါ်ပါ၏ conference မှာထွက်လာသည့်အတန်းမျိုးမျိုးကိုလည်းကြားရသည်အပြည့်သဘောဆောင်သောအတန်း အပြက်သဘောနွယ်သောအတန်အချို့ကမေတ္တာကရုဏာအစစ်ဖြစ်ပြောသောအတန်အချို့ကလောဘဒေါသမောဟဗျာပါဒလွမ်းသော အောက်ကလေးအာအတန်ပြည်ပမှမြည်သည့်နိုင်ငံမြည်သည့်အဖွဲ့အစည်းမစိုးစေတနာတန်တန်ဖြင့်နိုင်ငံရေးပရောဂါများနှောင်ကြိုးများမပါဘဲကုညီထောက်ပံ့မှုများကိုယေရှုတင်စွာဖြင့်လက်ခံလျက်ရှိကြောင်းလေပေးသင်ဒေသအတွင်းသို့လာရောက်လေးလာကြည့်ရှုလိုသူများကိုလည်းထိုက်တဲ့သလိုစီမံကုညီဆောင်ရွက်ပေးမိဖြစ်ကြောင်းပြန်လည်ထူထောင်ရေးအဖွဲ့အစည်းအဖွဲ့များကိုလည်းခွင့်ပြုလက်ခံသွားမိဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ကရှင်းရှင်းလင်းလင်းပြောကြားသွားသည့် conference အဖွင့်မိကုံးကိုလည်းကြားရသည်ခုလသမဂအတွင်းရေးမှူးချုပ် Mr. Banky Moon ကလည်းမကြသေးမီရက်ပိုင်းအတွင်းကမြန်မာနိုင်ငံကောင်းဆောင်များနဲ့ဆွေးနွေးခဲ့ရာတွင်မိမိအနေဖြင့်ကျေနပ်အားရမှုရှိပါကြောင်းနိုင်ငံတော်အကြီးအကဲဗိုလ်ချုပ်မှုကြီးတန်းရွှေနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာတွင်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များအားဝင်ရောက်ခွင့်ပေးရေးနှင့်ဆက်လင်း၍သဘောတူညီမှုရရှိခဲ့ကြောင်းမကြမီရက်များအတွင်းလေပေးတံခန့်ပြည်သူများအတွက်အကူအညီအထောက်ပံ့များတိုးတက် ရရှိလာမည်ဟုမျှော်လင့်ပါကြောင်းမုံတိုင်းနဲ့ခံခဲ့ရသောပြည်သူ1.5တန်းတန်းခန့်ကို လာမယ့်3လကန့်အတွင်းအရေးပေါ်အကူအညီပေးရန်အမေရိကန်ဒေါ်လာ200တန်းခန့်လိုအပ်မည်ဖြစ်ကြောင်းယနေ့အထိထိုပမာဏ၏30ရာခိုင်နှုန်းခန့်ကိုရရှိပြီးဖြစ်ကြောင်းထပ်မံ၍20ရာခိုင်နှုန်းရရှိရန်ဂရီကွေများလည်းရရှိပြီးဖြစ်ကြောင်းစသည်ဖြင့်အားတက်ပွဲအပြုသဘောဆောင်ပြောကြားခဲ့သည်ထို့သောမြန်မာနိုင်ငံအတွင်းအစည်းအတားမရှိလွတ်လပ်စွာဝင်ရောက်လုပ်ကန်ခွင့် free access ရမှအကူအညီများ စုစုပုတ်ပုတ်ထပ်မံပေးအပ်မည်ဆိုသောအတားများကိုလည်းကြားရပြန်သည် free access ဆိုသည့်ဇကားကရုပ်ရုပ်ကလေးနှင့်အတော်ပင်တာသွားသည့်ဇကားမျိုးဖြစ်သည်တဘောကြီးကယောဟိလှုပ်ရှင်သားသာလှုပ်ကြပါတော့ဟုဆိုကအိန်ချန်ဝင်းတကားအိမ်မကြီးတကားအိတ်ခန်းတကားမိဘကြောင့်တကားအလုံးကိုဖွင့်ပေးမှကျေနပ်မည်အဆင့်မျိုးအထိရောက်ရှိသွားနိုင်သည်စဉ်းစားဖို့ကောင်းလာသည်မြန်မာအစိုးရကပြင်ပအကူအညီတွေကိုလက်မခံဘဲပိတ်ဆို့ဟန့်တားနေသည်နိုင်ငံတကာကလူချင်းကုချင်းပါဠိရဲ့ တကားပိတ်ထားရင်မကူနိုင်ပဲဖြစ်နေသည်နိုင်ငံတကာအကူအညီများလုံလောက်စွာမရ၍လေပြင်းတံခံပြည်သူများဒုက္ခရောက်နေသည်လူထုတန်းကမကြမီအငတ်ဘေးဆိုင်၍တေဆုံးရတော်မူဝမ်ယောဂါကပ်ပြီးစိုက်တော်မူစသဖြင့်တပတ်သက်အစိုးမြင်ဖြင့်ပုတ်ခတ်ဝေပန်တံများလည်းကြားရသည်မြန်မာနိုင်ငံကတကားဖွင့်ပေးထားသည့်အခ၌ကောအမှန်တကယ်အကူအညီတွေတရဟောဝင်လာကြပါသလားမြန်မာနိုင်ငံဘက်ကပြည်စည်းမှုနဲ့ပြန်လည်ထူထောင်ရေးအတွက်လိုအပ်ချက်ကဒေါ်လာ17ဘီလီယံကန့် ယခုဂရိပြူသွားခဲ့ကြသည်ကဒေါ်လာတန်150ကျော်ခုလသမဂအတွင်းရေးမှုချုပ်မစ္စတာဘန်ကီမွန်ပြောဆိုသွားခဲ့သည်အရေးပေါ်၃လသာအကူအညီအတွက်ဒေါ်လာ200တသန်းပမာဏကိုပင်မပြည့်မီသေးလေဘေးတံကြောင့်ဆုံးရှုံးသွားခဲ့ရသည့်အသက်ပေါင်းများစွာထိခိုက်ခံစားခဲ့ရသည့်ဘဝပေါင်းများစွာအတွက်နိုင်ငံရေးအမျက်မထုတ်ပဲအမှန်တကယ်ကိုစာနာထောက်ထားကူညီကြပါသလားအမှန်တကယ်ဂရုဏာစေတနာအပြည့်ဖြင့်ကူညီပံ့ပိုးခဲ့ကြသည့်မိကောင်းဆွေကောင်းနိုင်ငံများအဖွဲ့အစည်းများလည်းအများပြားရှိပါသည်သို့သော် စေတနာခေါင်းပါကြောင်းပေါ်လင်သည့်အချို့သောအရှင်းအယားများကိုတွေ့ရမြင်ရသောအခါ၌၎င်းစိတ်မကောင်းဖြစ်ရသည်ဥပမာ2004ခုနှစ်ဆူနာမီငလင်လှိုင်းပြီးထိခိုက်ခံစားခဲ့ရသည့်အင်ဒိုနီးရှားနိုင်ငံကိုချက်ချင်းလက်ငင်အရေးပေါ်ထောက်ပံ့ငွေဒေါ်လာ25သန်းပေးအပ်ခဲ့သည့်ကမ္ဘာငွေကြီးအဖွဲ့ကြီးတစ်ခု၏ပြောရေးဆိုခွင့်ရှိသူကအလားတူလေပေးရောရေပေးပါအကြီးအကျယ်ထိခိုက်ခံစားခဲ့ရသည့်မြန်မာနိုင်ငံမှပြည်သူများအတွက်မူငွေကြီးအကူအညီလည်းမပေးနိုင်ငွေလည်းမရှိနိုင်ဟုဆိုသည် မြန်မာနိုင်ငံတွင်အင်အားအလွန်ပြင်းထန်သည့်မုန်တိုင်းကြီးတစ်ခုမလဲမသိမကြာမီဝင်ရောက်တော့မည်ဟုသိနေသည့်ကာလ၌ပင်မြန်မာနိုင်ငံပေါ်စီးပွားရေးပိတ်ဆို့မှုတိုးမြင့်သည့်နိုင်ငံကြီးတစ်ခုကလည်းရှိသေးသည်ကျွန်တော်နိုင်ငံပေါ်နဲ့ပတ်သက်ပြီးဖန်ကြီးကျွန်းကိုဝယ်တို့ခံရတဲ့ပထမအမှုဆုံးခံရတဲ့ကို၂၀၁၈ဒီတာ၂၈ရဲ့မုန်တိုင်းပေါ်ဝင်ပြီးအားရအလိုရက်ကတက်တက် ဤလောက်ရများသည့်လူသားချင်းစာနာတတ်သောနှလုံးသားရှိသူများ၏လောက်ရဟုဆိုနိုင်ပါမည်လောတိကျင်ဆန်းလာပါသည်မြမပြည်သူများအတော်မူနိုင်ငံခြားအကူအညီအထောက်အပံ့ဆိုသည်မှာမရရင်လေမိမိတို့ဘာသာရက်တီထူမတ်နိုင်သူများဖြစ်ကြသည်တကယ်တော့နိုင်ငံတကာကမြမပြည်သူများကိုနှစ်စဉ်ကူညီထောက်ပံ့သည့်နှုံထားမှာတဦးလျင်3ဒေါ်လာကန်းသာရှိပြီးဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင်အ ਨੇ စုံရရှိမှုဖြစ်သည်သို့တော်မြည်သူအကူအပံ့မပါဘဲမိုင်းရှိရှိလျားသောမြေကုဒရာကြီးများမိုင်းရှိရှိလျားသော တောင်ဖောက်ဥမေလှိုင်ကောင်းကြီးများမဂဝတ်ထောင်ရှိထုတ်လုပ်နိုင်သည့်ရေအားလျက်စစီမံကိန်းကြီးများရာချီသည့်ဆယ်မြောင်းတာတမန်များကိုမြန်မာတို့စောက်လုပ်နိုင်ခဲ့ပြီးဖြစ်သည်တကယ်စီနာနဲ့ပြောရင်ဖျောင်းနိုင်ပြီးကိုယ့်အိမ်မှာကွန်ပျူတာဒီလေးပိတ်ထားလိုက်ကြပါအားလုံးအဆင်ပြေပါပါယခုနာဂိလေမုန်တိုင်းကြီးဤရုပ်ရှိပြင်းထန်လာသောအဖျက်အင်အားကြောင့်ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့်များအတွက်မူနိုင်ငံတကာမိသားစုမှစေတနာမြစ်တာအပြည့်ဖြင့် ကူညီထောက်ပံ့ကြသည့်များကိုမြန်မာပြည်သူတို့ကလိုက်လဲဝမ်းသာစွာလက်ကမ်းကြိုးစုံနေပါသည်မိတို့ပင်ဖြစ်စီအမိအေယာဝရီဤနှွေးထွေးသောရင်ခွင်၌အေယာဝရီသားမြန်မာတို့အတွက်ရေကန်ပြေကန်ကောင်းအခြေခံကောင်းများရှိပြီးဖြစ်သည်ယာယီအားဖြင့်ခေါက်ဆွဲကြောက်ထုံနှင့်ဘစ်ကွတ်မုတ်တို့လိုအပ်ကောင်းလိုပါလိမ့်မည်သို့သောအေယာဝရီသားတို့အတွက်လေကြားမြောင်းကြမှစောင်းအုပ်ခနွဲပတ်ကွန်ပစ်လိုက်အောင်ဖြင့်ပရိုတိန်းဓာတ်အပြည့်ပါသောငါးများဟင်းစားရနိုင်ပါသည်သုံးဦးဆက်ငပိရေချိုးကို ငပနော်မီးအောင်ထဲ့ပြီးလေစားမှာအလေးကြပေါက်နေသောမုံနတို့ကညွတ်ထိကယုံစသည့်ဟင်းသီးဟင်းရွက်ပင်များကိုလက်လက်ဆက်ဆက်ခူးကတို့မြုပ်၍စားရလိမ့်မယ်မြန်မာလေသမားများထမင်းစားမြင်တယ်လို့လိုအပ်သောအာဟာရဓာတ်များလည်းအပြည့်စုံပါပြီးဖြစ်ပါသည်မိုးဥကြမှာထွက်လာတတ်သည့်စားဖားစုစုကြီးများကိုလည်းညအခါမီးအုပ်ဆောင်ပြေထွက်၍ရိုက်အောင်မလားစားစရာတွေကပေါလာသည် နိုင်ငံတကာမှလူသည့်ချောကလက်တောက်များမစားရလင်လေအရာဝတီသားတို့ကို အားကိုကို ရှင်းတန်းနိုင်ပါသည် မြန်မာပြည်မှာကာလကြာရှည်ကြက်တဲဆင်းရဲခဲ့သည့်စစ်အတွင်းကာလဂျပန်ခေတ်ကပင်ငတ်၍သေးသူမရှိခဲ့ပါအမိအေယဝရီဤကျေးဇူးဖြင့်မြေစီဩဇာအကောင်ဆုံးမြို့ဝကျွန်းပေါ်ဒေသ၌ကရင်းငန်းတစ်ကြိမ်ဝင်ယုံမြဖြင့်လုံးဝစိုက်မရအောင်အရှိအနီမစိုးလာပါယခုလိုနိုင်ငံတော်အစိုးရပုဂ္ဂလိကလုပ်ငန်းရှင်များပြည်တွင်းစေနာရှင်များနဲ့ပြည်ပနိုင်ငံအဖွဲ့အစည်းများဤအာတက်သရောကုန်ကြီးထောက်ပံ့ဆောက်ရှောက်မှုများပြည်လဲထူထောင်တိဆောက်ပေးမှုများရရှိနေသည့်အခြေအနေတွင်ပင်ပို၍ပင် စိုးရိမ်ပွဲရာမရှိပါဒီတမိုးတွင်သာ ARD သားတို့တောင်းခံထားဖို့လိုပါလိမ့်မည်တောင်းခံနိုင်ရန်အတွက်လည်းနေဖို့စားဖို့စပားမျိုးရဖို့ထွန်ဆက်ကျွေးနွားရဖို့ကအစနိုင်ငံတော်နှင့်အခြားလုပ်ငန်းရှင်များအဖွဲ့အစည်းများကအကူအညီပေးလျက်ရှိပါသည်လှိုင်းအောင်တစ်ဖြစ်လဲဥကိုကိုလိုင်းဘုံမှုကိုကိုလိုင်းဒုဘုံမှုကိုကိုလိုင်းသည်စစ်တပ်၏ဝါဒဖြန့်ချီရေးကိုဦးဆောင်သည့်စစ်ဘိုလ်စာရေးဆရာများထဲမှတဦးဖြစ်သည်၂၀၀၄တွင်စစ်တပ်မှထွက်ပြီး ဘိုလ်ချုပ်တန်းရွှေခိစစ်အစိုးရ၏ပြန်ကြားရေးဝန်ကြီးဌာနတွင်အကြံပေးအရာရှိအဖြစ်ခန့်အပ်ခံခဲ့ရသည်။လှိုင်းအောင်စီသူအောင် ကိုကိုလိုင်စသည့်ကလောင်များဖြင့်စစ်အစိုးရခေတ်သတင်းစာများတွင်စောင်းပါများရေးသားခဲ့သည်။နာဂိကိုကိုလိုင်နာဂိဘေးဒင်သူများနိုင်ငံတကာအကူအညီမလိုအပ်ငပိရေဖြင့်အသက်ဆက်နိုင်သည်။ဖားရှာငားရှာကစားတောက်နိုင်သည်ဟုလိုင်းအောင်ကလောင်အပြည့်ဖြင့်ဥကိုကိုလိုင်ကနာဂိအပြည့်တလားကန်အကြရင်စစ်အစိုးရသတင်းစာများတွင်စောင်းပါရေးသားခဲ့သည်။ လူတသိန်း၄တောင်းနီးပါးတေခဲ့ရသည့်နာဂဲ့အပြီးစစ်အစိုးရသည်နိုင်ငံတကာအကူအညီများကိုတည်င်းပတ်အတော်ကြာညှင်းပယ်ခဲ့သည်။ဖျောင်းနိုင်ကိုကိုလိုင်းဦးသိန်းစိန်အာနာယာပြီးနောက်ဦးကိုကိုလိုင်းသည်တမရာ၏နိုင်ငံရေးအကြံပေးရာဒူးရလာသည်။2021ညရာသီကာလများတွင်24နာရီတရက်တွင်6နာရီခန့်သာလျှက်စင်ပြီးရသည်ကိုမကျေနပ်သူများကဆန္ဒပြခဲ့ကြသည်။ဆန္ဒပြသူများအားဖျောင်းနိုင်တွေကိုကိုယ့်အိမ်မှာကိုထုံးပြီးတော့မီးလေးပိတ်ထားလိုက်ကြပါ။အားလုံးအဆင်ပြေသွားပါမယ်ဟုပြောခဲ့သဖြင့်ဝေဖန်ခံခဲ့ရသည်။ စစ်ကောင်စီဝင်ကြီးဦးကိုကိုလှိုင်2021စစ်ကောင်စီအာဏာသိမ်းပြီးနောက်ဝင်ကြီးရာထူးရခဲ့သည်သူသည်တန်တမန်များနှင့်ပြည်တွင်းပြည်ပအန်ဂျီအိုအဖွဲ့အစည်းများကိုကြီးကြပ်ရသည်2021စစ်ကောင်စီအာဏာသိမ်းပြီးနောက်ဝင်ကြီးရာထူးရခဲ့သည်သူသည်တန်တမန်များနှင့်ပြည်တွင်းပြည်ပအန်ဂျီအိုအဖွဲ့အစည်းများကိုကြီးကြပ်ရသည်ရိုဟင်ဂျာများအပေါ်လူမျိုးတုံးတပ်ဖြတ်မှုနှင့်တရားရင်ဆိုင်နေရသည့် ICJ တွင်စစ်ကောင်စီကိုယ်စားလှယ်အဖြစ်ခုခံကာကွယ်နေသည်အဆုံးထိထားတော်မူတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါးများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်